မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ BRS Channel ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်အခုတင်ဆက်ပေးမယ့်ဇလန်းဟာဖြည့်ရမှန်ကိုအခြေခံထားတာပါစာရစ်ယူဒစ်တို့မောင်နှမနှစ်ယောက်ဟာအဖေဖြစ်သူနဲ့အတူအတံမွေးဝမ်းကြောင်းအတွက်ကားရီစည်းဆိုင်လေးကိုဖွင့်ထားကြပါတယ်စာရစ်ကအဖေဖြစ်သူပင်မန်းမှာစိုးတဲ့အတွက် သူတို့ဆက်လုပ်လိုက်မယ်ပြန်လာတော့လို့ဆိုတဲ့အခါမှာပဲအဖေဖြစ်သူကလည်းတားနဲ့သမီးကိုနှုတ်ဆက်ပြီးပြန်သွားပါတယ် သူပြန်တဲ့လမ်းမှာကားမောင်းနေရင်နေမကောင်းဖြစ်တယ်လို့ခံစားလာရပြီကားကိုထိုးရက်လိုက်ရတဲ့အထိပါပဲအဲ့ဒီနောက်မှာတော့စာရစ်ကမနှံ့အစောထအဆူတောင်းဝစ်ပြုတ်နေပြီအိယာတဲ့မထာသေးတဲ့ယူတစ်ကိုလည်းတွားနှိုးလိုက်သေးတာပါပြီးတာနဲ့အဖေဖြစ်သူနဲ့အတူမနှက်စာထိုင်စားရင်းမျက်နှာသိမ်မကောင်းတဲ့အဖေကိုကြည့်ကအဖေကနေမကောင်းရဲ့အနားယူဖို့နဲ့ကားရီစည်းဆိုင်ကိုလည်းသူဥစည်းနိုင်ပါတယ်လို့ဆိုပါတယ်နေမကောင်းရင်စီကံပြဖို့ပြောပေမဲ့ အဖေကတော့အဲ့ဒီပိုက်ဆံကိုရေစက်ပြင်လိုက်တာမှပိုကောင်းသေးတယ်လို့ပြန်ပြောနေခဲ့သေးတာပါ။သူဘာမှမဖြစ်ပါဘူးလို့ဆိုကအဖေကမင်းတို့အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေလား။တမီးတို့အတွက်အမွေမပေးနိုင်ခဲ့ဘူးလို့ပြောနေရင်စိတ်မကောင်းဖြစ်နေရှာပါတယ်။သူ့မှာစီးပွားရေးအလုပ်တွေမအောင်မြင်ခဲ့ဖြစ်ခဲ့ရပြီ။ကားရေးစီးဆိုင်တစ်ခုပဲကြံထော့တာပါ။သူတည်သွားခဲ့ရင်လေအဖေမွေးခဲ့တဲ့ရွာမှာပဲအစ္စလမ်ဘာသာထုံးတဲ့ဆင်လာတွေအတိုင်းမြုပ်ပေးဖို့တောင်းဆိုနေသေးတာပါ။ ။စာရစ်ကတော့အမေရဲ့အနားမှာပဲမြုပ်ပေးခြင်းတဲ့ဆန္ဒရှိပါတယ်။ဒါပေမဲ့အဖေဖြစ်သူရဲ့နောက်ဆုံးဆန္ဒကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။သူတို့ဝမ်းနည်းစရာစကားတွေပြောနေချိန်မှာပဲယူဒစ်ကလူငယ်ပြီးပြီးတက်တက်ကြွကြွနဲ့စားနောက်ပြောဆိုပြီးဆိုင်ကိုထွက်သွားပါတယ်။စာရစ်လည်းအဖေကိုနှုတ်ဆက်ပြီးထွက်သွားတဲ့အခါမှာအဖေဖြစ်သူကသူ့ရဲ့နောက်ဆုံးအချိန်တွေကိုတွေးတောရင်းကြံခဲ့တာပါ။စာရစ်တို့နှစ်ယောက်ကလည်းဆိုင်မှာရှိနေကြချင်းနောက်ကြမှာကစတမာတယောက်ကရောက်လာလို့ ဆိုင်းကုံမပိတ်ဖြစ်ကြပဲမိုးကျုပ်တဲ့အသည့်အလုတ်ဆက်လုံနေကြတဲ့အတွက်အိမ်မှာအဖေဖြစ်သူကတယောက်တည်းရှိနေချင်းမောင်လာပြီးမို့တကားတွေကိုပိတ်မိတွေပိတ်လုံနေချင်းမှာပဲသူပိတ်လိုက်တဲ့မိကပြန်ပွင့်လာပါတယ်ဒီတော့ပြန်ပိတ်ဖို့အသွားမှာပဲသူ့ဘာသာသူပြန်ပိတ်သွားပြီး အမောင်ထဲမှာမျက်လုံးနှလုံးကိုမြင်လိုက်ရလို့ထိတ်လန့်သွားပါတယ်နောက်ကိုစုပ်လိုက်တဲ့အခါမှာတော့စာအုပ်တုပ်ကပြုတ်ကျလာလို့ကောက်ကြည့်လိုက်ချိန်မှာပဲ မင်းရဲ့အချိန်ပြည့်ပြီလို့ဆိုတဲ့အတန်ကို ကြားလိုက်ရပါတယ်ဒီအချိန်မှာပဲဆိုင်းမရှိနေတဲ့စာရစ်ကလည်းစိတ်ထဲကတမျိုးခံစားလိုက်ရပြီဖုန်းကိုယူကြည့်တော့သူ့ရဲ့အဖေပို့ထားတဲ့ပုံကိုမြင်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့ကြပါတယ်အိမ်ကိုရောက်တဲ့အခါမှာတော့လဲကြပြီးဆုံပါသွားပြီဖြစ်တဲ့အဖေကိုမြင်တွေ့လိုက်ကြရကနှစ်ယောက်လုံးဝမ်းနဲ့ငိုကြွေးကြပါတော့တယ်အဲ့ဒီနောက်မှာတော့အဖေဖြစ်သူရဲ့နာရေးကိုကျင်းပရပြီးဝမ်းနဲ့ပူဆွေးနေတော့ပါပဲ။ အလောင်းကိုလည်းအဖေရဲ့စန္ဒအတိုင်းစာရက်ကမလုပ်ပေးခြင်းပါဘူး။ဂျာမာသွားပြီးမြုပ်လိုက်ရင်အဖေစီကိုအမြဲမသွားနိုင်တော့ပဲ။အမေရဲ့အုတ်ကူနားမှာပဲမြုပ်လိုက်တာကပိုကောင်းတယ်လို့ပြောနေတာပါ။အာသူဘအတွက်ပြင်ဆင်နေကြတုံးပါပဲ။ဦးလေးဆက်ယူကရောက်လာပါတယ်။ရောက်လာတာနဲ့အကိုဖြစ်သူကိုလာတွေ့ကစာရက်တို့ကိုလည်းစောင့်ရှောက်ပေးပါမယ်လို့ဝမ်းနဲ့စွာနဲ့ပြောဆိုနေပါတယ်။ပြည်တာနဲ့အချိန်မရှိတော့ဘူးအလောင်းကိုတည်တန်းစာအတိုင်းရွာကိုပြန်သေးသွားမယ်လို့စာရစ်ကိုပြောတဲ့အခါမှာတော့ စာရစ်ကလက်မခံပဲသူ့အဖေရဲ့အလောင်းကိုမိသားစုဝင်ဖြစ်တဲ့သူပဲဆုံးဖြတ်မယ်လို့ပြောဆိုကထွက်သွားပါတယ်ဒီတော့ဦးလေးဖြစ်သူက तू လည်းမိသားစုဝင်ပဲလို့ပြောပေမဲ့မရပါဘူးအလောင်းသားမှာပဲရွတ်ဖတ်တဲ့လူတွေရှိနေချင်းအလောင်းကြီးကထထိုင်လာလို့အကုန်လုံးလန်သွားကြပါတယ်စာရစ်တို့ကအနာကိုအသွားမှာပဲတယောက်ကအသက်ရှင်မယ်တယောက်ကတည်မယ်လို့ပြောကလဲကြသွားပါတယ်ညအချိန်ရောက်တဲ့အခါမှာပဲလူတွေမရှိတဲ့အချိန်အလောင်းကြီးကလမ်းလျှောက်ပြီးထသွားနေတာပါ ါကိုစာရစ်ကမြင်လိုက်ရပြီးအဖေလို့ခေါ်လိုက်တဲ့အခါမှာပဲပြန်လှည့်လာကဒါမင်းရဲ့အမားပဲလို့ဆိုပြီးပြေးအဝဲလာအိမ်မက်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူမအလောင်းကိုတွားကြည့်တော့တကယ်ပဲအလောင်းကမရှိတော့ပါဘူးနောက်တနေ့မနက်ကိုရောက်တော့အလောင်းကဦးလေးရဲ့အိမ်ရှိကိုရောက်နေပါပြီစာရစ်တို့လည်းအလောင်းပြောက်သွားလို့အကူအညီတောင်းဖို့လှုပ်ချိန်ပါပဲဦးလေးရဲ့သမီးဒီယာကဖုံးဆက်ပြီးအလောင်းကသူတို့စီရောက်နေကြောင်းကိုအကြောင်းကြားလာပါတယ်စာရစ်ကလည်းအလောင်းထားတဲ့ခေါင်းအောက်မှာဘန်းပွင့်လေးတစ်ခုကိုတွေးလိုက်ရပြီး ဘယ်လိုရောက်နေတာလဲဆိုတာကိုမသိပါဘူးဒီတော့စာရစ်တို့လည်းရွာကိုချက်ချင်းလိုက်လာကြပြီစာရစ်ကဝမ်းနဲ့နေကသူ့အဖေကိုကောင်းကောင်းမွန်မွန်တကြိုပေးကျင်တာလေးပါပဲလို့ပြောပြီးငိုနေရှာပါတယ်ရွာကိုရောက်တာနဲ့ဦးလေးအလောင်းကိုယူသွားခဲ့တာလားလို့ဆိုကရန်တွေ့နေပြီဒီယာကလည်းအလောင်းကိုသူတွေ့တာပါလို့ဆိုပါတယ်ဒီအချိန်မှာပဲစာရစ်တယောက်မူးဝေလာပြီးအလောင်းရဲ့ခေါင်းရဲမှာမဲမဲအကောင်ကြီးကိုလည်းမြင်လိုက်ရကအတိမိတ်ပြီးလဲကြသွားပါတယ်အဲ့ဒီနောက်မှာတော့သူမသတိပြန်ရလာတဲ့အခါမှာ ဒီယာနဲ့ယူဒစ်တို့ကလည်းအတူရှိနေကြပြီဒီယာထွက်သွားတော့ယူဒစ်ကိုမွေးတုန်းကအကြောင်းတွေကိုပြန်ပြောနေကအခုနမီကအမေကပေးခဲ့တဲ့နမီဖြစ်ကြောင်းနဲ့သူမ၅နှစ်သမီးမှာပဲမျိုးကိုပြောင်းခဲ့ကြတာလို့ဆိုပါတယ်အရင်တုန်းကဒီအိမ်ကြီးမှာပဲသူတို့မိသားစုလည်းနေထိုင်ကြတာပါယူဒစ်ကိုမွေးပြီးတာနဲ့အမေဖြစ်သူကဆုံးပါသွားခဲ့တာပါဒါကိုလည်းယူဒစ်ကသူ့ကြောင့်အမေတီးရတာလို့မခံစားစေချင်တဲ့အတွက်ဒီလိုမတွေးဖို့ဖြောင်းပြပြောဆိုလိုက်ပါတယ် ဒီရာကလည်းနေမကောင်းဖြစ်နေပြီးသွေးကင်စာယောဂါခံစားနေရတာပါ။သူမကလှုပ်လှုပ်ရှားရှားအရင်လှုပ်လို့မရပါဘူး။စာရက်လည်းအတော်ဖြစ်သူကိုဝိုင်းကူပေးရင်အရင်ကလည်းရွာမှဒီလိုကြုံတွေ့ဘူးလားလို့မေးလိုက်ပါတယ်။ဒီတော့အတော်ကစပြောပြပါတော့တယ်။ဟိုးအရင်တုန်းကဒီရွာမှာတဘာဝလွန်ဆွမ်းအားရှိတဲ့အောင်လန်းတက်သူတယောက်နေခဲ့ဘူးတဲ့။ဒါကပဲသူ့ကိုကောင်းချီးတွေဖြစ်ပေါ်စေသလိုအဲ့ဒီဆွမ်းအားကြောင့်ပဲစင်စာတစ်ခုကလည်းကပ်ပါလာခဲ့တာပါ။ အဲ့ဒီလူတည်ဆုံသွားတဲ့အခါမှာမကျွတ်လွတ်နိုင်ပဲတေလူမျောပါအခြေအနေမှာပဲပိတ်မိနေခဲ့ပြီသူကတေလို့မရခဲ့ပါဘူးဒါကြောင့်အဖေရဲ့အလောင်းကပြန်ရောက်လာတာလားလို့ဆိုတော့ဆက်မပြောတော့ပဲစကားလမ်းကြောင်းကိုလွှဲလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရုတ်ဖတ်နေတဲ့လူတွေကိုဧကန်နေတုံးပါပဲစာရက်ကနားတွေဦးလာပြီးမူးဝေလာကကဲကြပါလို့អော်တဲ့အတန်ကိုကြားလိုက်ရတယ်လို့အလောင်းကနေလဲသူ့ဦးတွေထွက်လာပါတယ်ဘေးကလူတွေလည်းထိတ်လန့်နေကြပြီး ဗလီစီယာကလည်းအလောင်းကိုနောက်တစ်ကြိမ်ပြန်တက်ဆင်စီပါတယ်အလောင်းရဲ့မျက်လုံးကလည်းပွင့်လာနေလို့ပြန်ပိတ်လိုက်ပြီးယူဒစ်ကညာတွင်ချင်းပဲရေးစည်းဖို့လုပ်ရပါတယ်လွန်ခဲ့တဲ့နှစ်90တုန်းကလည်းသူတို့ရဲ့အဖို့ဆုံးပါခဲ့ပြီးအလောင်းကိုမြုပ်ဖို့ခက်ခဲခဲ့တာလို့တီတူပြောဆိုနေတာတွေကိုလည်းယူဒစ်ကကြားသွားခဲ့ပါတယ်ဒါပေမဲ့အလောင်းကိုဆေးဖို့ပြင်ရင်တစ်ဖက်ကအလှည့်မှာ အလောင်းကြီးကထထိုင်လာပါတယ်ယူဒစ်လည်းတတိထားမိလို့လှည့်ကြည့်တော့ပုံမှန်အတိုင်းပြန်ဖြစ်သွားပြန်ပါတယ် ဒီတော့အလောင်းကိုစေးကြောတာဆက်လုပ်လိုက်ပြီးတစ်ဖက်မှာလဲစာရစ်ကတယောက်တည်းရှိနေချင်းသူ့ရဲ့နာမည်ကိုခေါ်လိုက်တဲ့အတန်းကိုကြားလိုက်ရပြီလက်ကြီးတဲ့အခါမှာပဲအမောင်ထဲမှာမျက်လုံးနှလုံးပဲမြင်ရတဲ့မဲမဲအကောင်ကြီးကသူ့မကိုကြည့်နေတာပါစာရစ်လည်းအယံထိတ်လန့်သွားပြီးကြည့်နေတုံးပါပဲသူ့နောက်ကိုတိုးလာနေလို့အနောက်ကိုစုံသွားရင်ရေစင်နားကိုယောက်သွားကထိတ်လန့်ပြီးလဲကျသွားမှာပဲဖြောက်သွားပြန်ပါတယ်ဒါပေမဲ့ထပ်ပြီးသူ့ရဲ့အနောက်ကနေထပ်ပေါ်လာပြီး ။သူမလှည့်ကြည့်တော့ပျောက်သွားကမိကလည်းမှိတ်သွားပြီ။သူမတစ်ဖက်ကိုပြန်အလှည့်မှာပဲမျက်နှာရှိကိုရောက်လာနေလို့ငဲတမ်းပေါအောင်អော်ချလိုက်ပါတယ်။တစ်ဖက်မှာလည်းယူတစ်ကအလောင်းစေးနေရင်အလောင်းစင်အောက်ကပန်းပွင့်ကိုသတိထားမိသွားလို့ငုံကြည့်နေကြည့်။တစ်ဖက်မှာခြေတော်ကြီးကိုမြင်လိုက်ရပါတယ်။ဒီတော့အပေါ်ကိုပြန်ကြည့်တော့အလောင်းကပုံမှန်အတိုင်းပါပဲ။ထပ်ပြီးအောက်ကိုထက်ကြည့်တဲ့အခါမှာပဲလေပင်ကိုဖမ်းညင်ပြီးရေစလုံးထဲကိုနှစ်ခံလိုက်ရကခဏအကြာမှာပဲယုံရင်ကန်ရင် လွတ်လာပြီးထွက်ပြေးပါတော့တယ်ဒီအချိန်မှာပဲစာရစ်လည်းအော်ပြီးပြေးလာတာနဲ့တိုးမိကြပြီးနှစ်ယောက်လုံးခြောက်လန့်ခံရတာကိုသတိထားမိသွားကယူတီရဲ့လက်ပင်းကလက်ရကြီးကလည်းပြောင်မသွားပါဘူးဦးလင်းနဲ့တခြားလူတွေလည်းထွက်လာပြီးမင်းတို့အဖေကမင်းတို့အဖိုးစီကနေအောက်လန်းပညာအမွေဆက်ခံခဲ့ပြီးဒီလိုအမွေဆက်ခံသူတွေကတည်ဖို့အတွက်ရုန်းကန်ရတယ်သူကဒါကိုမစွန့်လွတ်ဘူးဆိုရင်ပေါ့ဒါကြောင့်သူ့ကိုထုံတန်းစင်လာပြီးအတိုင်းမမြုပ်နိုင်ခင်မှာပညာကိုဖျက်တောက်ဖို့လုပ်ရမှာဖြစ်ပြီး ါကိုလည်းကလီဝင်တောက်ကြနေမှာပြုလို့ရမှာပါဒါပေမဲ့စာရစ်ကလက်မခံပါဘူးတောက်ကြနေသည့်ရွှေ့လိုက်ရင်နောက်ထပ်နှစ်ရက်လိုသေးတာကြောင့်ပါပဲဒါတွေအားလုံးကစာရစ်တို့ရဲ့အဘေးစီကနေစခဲ့တာဖြစ်ကအဘိုးစီကနေမှအခုအဖေးစီကိုလို့ပြောပြနေကယူတစ်ကလည်းစိတ်မဝင်စားပဲဒါတွေကိုမယုံကြည်ပါဘူးဦးလေးဖြစ်သူကလည်းဖြောင်းပြပြောဆိုနေပြီအောက်လန်းပညာကိုမဖြတ်တောက်ဘူးဆိုရင်မင်းတို့တဲကတယောက်ကိုလက်ဆင့်ကမ်းသွားမှာဖြစ်ပြီစာရစ်တို့အဖေးကလည်းကြိုတင်တိကြောင်းနဲ့ စီးပွားရေးဒီဒေဝါလီခံရတာဟာလဲစက္ကန့်သူအစ်စ်လိုအပ်နေတယ်ဆိုတဲ့အတိတ်ပဲပဲလို့ဆိုပါတယ်။အောက်လန်းပညာကိုမဖြတ်တောက်ခဲ့ရင်ရောလို့မိတော့တယောက်အသက်ရှင်မယ်တယောက်တည်မယ်လို့အတော်ဖြစ်သူကဝင်ပြောလိုက်ပြီ။ယူတစ်မွေးတုံးကတည်မလို့ဖြစ်နေတဲ့အတွက်သူအသက်ရှင်မှုသူတို့ရဲ့အဖေကအဲ့ဒီအမွေကိုစက္ကန့်ခဲ့တာလို့ဆိုပါတယ်။ဒီတော့ဆာရစ်ကဒါရီမပြောဖို့ဝင်ထားလိုက်ပြီ။အမေကယောဂါကြောင့်ဆုံးပါသွားတာလို့ဝင်ပြောကမောင်ဖြစ်သူကိုအတင်းခေါ်ထုတ်ပြီးဆက်အပြောမခံပါဘူး။ ဦးလေးဖြစ်သူကလည်းအလောင်းကိုကလီဝင်တောက်ကြနေမှာမြုပ်ဖို့အော်ဟစ်ပြောဆိုနေတာပါ။စာရစ်တို့မောင်နှမကလည်းအဖေရဲ့တည်တန်းစာအတိုင်းလိုက်နာကြဖို့စိတ်ကူးရှိပြီးပညာဖြတ်တောက်တာတွေတောက်ကြနေသည့်စောင့်တာတွေမလုပ်ချင်ကြပါဘူး။ဒီတော့ဦးလေးစက်ယူကိုပဲယုံရမလား။တည်တန်းစာအတိုင်းလုပ်ရမလားဆုံးဖြတ်ရခတ်နေကြပါပြီ။ဒီယာကလည်းနေမကောင်းဖြစ်နေတာကနေပိုဆိုးလာနေပြီ။မိဘတွေကအနားမှာနေပြီးနေပြန်ကောင်းလာမှာပါလို့နှစ်သိမ့်ပေးနေကြတာပါ။ ။ဇာရစ်ကလည်းအိယာဝင်လိုက်တဲ့အချိန်မှာသူမအတန်တခုကိုကြားလိုက်ရပြီးကြီးလိုက်တဲ့အခါမှာပဲအခန်းထဲမှာအလောင်းကြီးကအနားကိုရောက်လာနေတာကိုမြင်ပြီးထိတ်လန့်တဲ့ကြားနဲ့ယူတစ်ကိုနိုးတော့လေယူတစ်ကအသေးကောင်ကြီးလိုဖြစ်နေပြန်လို့အပြင်ကိုထွက်ပြေးလိုက်ပေမဲ့လည်းအခန်းထဲကိုပြန်ရောက်လာပါတယ်။ဒီတော့ယူတစ်ကိုထပ်ပြီးနိုးလိုက်တဲ့အခါမှာပဲပျောက်ကွယ်သွားလို့ကတဲ့ဘောကိုပြန်လှဲနေချိန်ယူတစ်ရဲ့အပေါ်မှာအလောင်းကြီးကမတ်တက်ရက်နေတာကိုမြင်လိုက်ရပြီ။မင်းငါရဲ့စန္ဒကိုဘာလို့မဖြည့်ပေးတာလဲလို့ဆိုကာ ခြောက်လန့်နေလို့ထွက်ပြေးရပြန်ပြီးအခန်းထဲကိုပြန်ပြန်ရောက်နေပြန်ပါတယ်ဒီတော့ယူဒစ်ကိုနှိုးလိုက်တော့ယူဒစ်ကလည်းအကောင်းအတိုင်းပြန်ဖြစ်နေကစာရစ်တယောက်ထဲကပဲဓာရီကိုခန်းစားနေရရှာတာပါအဲ့ဒီနောက်မှာတော့ဦးလေးဖြစ်သူပြောတာကနားမထောင်ပဲသူ့အဖေရဲ့အလောင်းကိုချက်ချင်းမြေမြုပ်ဖို့ဇိုးအတင်းစီစဉ်လိုက်ပါတယ်ဒီတော့အလောင်းကိုတင်ချိုင်းကိုတဲသွားတော့မှာပဲမိုးတွေကလည်းရွာအလောင်းကနေလဲသူ့ဦးတွေထွက်ကြလာပြီးထိတ်လန့်နေကြပြီမြင့်စာရစ်ကတော့ဆက်သွားခိုင်းလိုက်ပြီး တင်းချိုင်းကိုရောက်တဲ့အခါမှာမြေကျင်းထဲကိုထည့်ဖို့စီစဉ်ပြန်တော့လေအစင်မပြေပြန်ပါဘူး။မိုးရီရွာမြေကျင်းထဲကိုမြေရီပြန်ကြကုန်ပြန်လို့လက်လျှော့လိုက်ရပါတယ်။အဲဒီနောက်မှာတော့သူတို့အဖေကအောက်လန်းကျင်းတဲ့လူလို့ရွာသားတွေကတည်သွားတဲ့အတွက်ဗလီစီယာကလွဲပြီးကြံတဲ့ရွာသားတွေတယောက်မှရွတ်ဖတ်ဆူတောင်းဖို့ရောက်မလာကြတော့ပါဘူး။ဒီလိုနဲ့ဗလီစီယာလဲရွာသားတွေပင်ပန်းလို့မလာကြတာနေမှာပါလို့ပြောကပြန်သွားတဲ့အခါမှာပဲဦးလေးပြောတယ်ကလေးဝင်တောက်ကြနေမှာမြုပ်ဖို့သဘောတူလိုက်ရပြီ။ ဒီမတိုင်ခင်အောက်လန်းပညာဖြတ်တောက်ဖို့နီးလန်းကိုလည်းအရင်လောက်ရမှာပါသူတို့စကားပြောနေချိန်မှာပဲနတ်ဆိုးကထွက်လာပြီမင်းတို့မိသားစုဂတိအတိုင်းတယောက်ကငါနဲ့လိုက်ခဲရမယ်လို့ကြိမ်းဝါသွားပါတယ်ဒီတော့စာရစ်လည်းဦးလေးစီစဉ်တဲ့အတိုင်းအောက်လန်းပညာဖြတ်တောက်ဖို့လိုက်ပါလှုပ်ဆောင်ရပါတော့တယ်ရွာထဲမှာလည်းရွာသားတွေကစာရစ်ရဲ့အဖေချောက်လန့်တာကိုခံနေကြရပါပြီအလောင်းကိုမြေမြုပ်ပြီးပြီလို့ထင်ရအောင်အတုပပြီးရင်ပြီးတဲ့မုံကိုလေအိမ်ကြီးချင်းတွေကို စာရီရဲ့ဦးလေးနဲ့အတူလိုက်ဝေပေးဖို့သွားရင်တယောက်တလန်းစီခွဲပြီးသွားကြပါတယ်။ယူဒစ်ကလည်းအိမ်မှာကြံနေခဲ့ပြီးဂျွာမာအာတူဘနှောင့်နေရတာအဖေတယောက်တည်းဖြစ်တာပဲလားလို့မေးတော့ဟိုးအရင်တုန်းကတကြိမ်ဖြစ်ဖူးခဲ့ပြီးကောလာဟာလာလောက်ပါပဲလို့ဆိုပါတယ်။ဒီတော့အဖိုးရဲ့ရာစင်စာအုပ်ကိုဘယ်မှာရှိလဲလို့မေးပြီးအဲ့ဒါကိုကြည့်ဝင်တောင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းစာရီကသွားနေရင်ညအမောင်ထဲမှာအတန်တွေကြားလာရပြီးခြောက်ခြားနေပါပြီ။ ။ယူဒစ်ကလည်းအဖိုးရဲ့စာအုပ်ကိုဂိုဒေါင်ထဲမှာတွားရှာကြည့်နေရင် စာအုပ်ကိုတွေ့လို့ပြန်ထွက်မယ်အလုံးမှာတကားကပိတ်ကျသွားပြီးသူ့ကို၆လှန့်ခံရပါတော့တယ်။တကားဖွင့်မရတော့ဘဲသူ့အဖေရဲ့အလောင်းကြီးကပေါ်လာကအနာကိုတိုးလာလို့၆လှန့်တရားနဲ့အော်ဟေးဟေးတကားကိုပွင့်အောင်ကြိုးစားနေရပြီ။တပတ်မှလည်းစာရစ်ကဝါတော်ထဲမှာသူ့အဖေရဲ့၆လှန့်တာကိုခံနေရကအလောင်းကောင်တွေက ပေါ်လာပြီးသူတို့ရဲ့မျက်လုံးတွေကအယောင်တွေလက်နေပြီးသူ့ကိုကြည့်နေကြတာပါ။ ကြည်နေရင်းမှာပဲအနာကိုတိုးလာနေကြလို့စာရစ်ကလည်းအနောက်ကိုဆုတ်ကလဲကြသွားတဲ့အခါမှာသူမရဲ့အပေါ်ကိုရောက်လာပြီးကျင်းစာရီကိုရွတ်ဆိုကစာရီလည်းထိတ်လန့်စွာနဲ့ကြည်နေရင်းမှာပဲမျက်လုံးတဲကနေသူ့ဦးထွက်ကြလာပါတယ်ယူတီကလည်းအခန်းထဲကနေထွက်မရဖြစ်နေပြီးထိတ်လန့်အော်ဟစ်နေရင်းမှာပဲလက်တွေအများကြီးထွက်လာကသူ့ကိုဝိုင်းဆွဲနေလို့ရုံးကန်နေရင်အခန်းကပွင့်သွားပါတော့တယ်စာရစ်ကလည်းတတိပြင်ရလာတော့သူ၏ဒီလည်းထွက်နေသလိုအလောင်းကောင်တွေကလည်းမရှိတော့လို့ အမြန်ထားပြေးတဲ့အခါမှာပဲဦးလေးနဲ့တွေ့ပြီးသူမရဲ့မျက်လုံးတစ်လုံးကမဲနက်နေတာကိုသတိထားမိသွားကမင်းကိုအမွေစက္ကန်သူအဖြစ်ရွေးချယ်လိုက်ပြီလို့ဆိုပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ယူတစ်ကသူ့အမကိုဆွဲခေါ်ပြီးခန်းထဲမှာသူတို့ဖြစ်နေတာတွေကိုနားမလည်နိုင်ဖြစ်နေပြီးအဖေရဲ့တည်တန်းစာအတိုင်းမြုပ်နှံမှုပြောဆိုနေတာပါဒီအချိန်မှာပဲစာရစ်ကိုတဲကမကောင်းဆိုးဝါးကထွက်လာပြီးမင်းကမွေးကလေးကတည်သွားရမှာမင်းမရှိပဲမိသားစုပျော်ပျော်ရွှင်ရွှင်နေရမှာ နှစ်ပေါင်းများစွာမင်းတို့မိသားစုကငါရဲ့အိမ်ဖြစ်ခဲ့တာမင်းတို့မိသားစုရဲ့အမွေအနှစ်ကကျင်းစာတစ်ခုဖြစ်လိမ့်မယ်အားလုံးတည်ဆုံးရမယ်လို့ပြောကလေပင်ကိုပြေးညှစ်နေလို့ဒီယာကဝင်တားလည်းမရပါဘူးခဏကြာတော့မှစာရစ်ကလဲကြသွားလို့လွတ်သွားတဲ့အခါမှာပဲဦးလေးကလည်းရောက်လာပါတယ်ယူဒစ်ကလည်းအပြင်ကိုအမြန်ပြေးပြီးရွာထဲကလူတွေကိုအကူအညီလိုက်တောင်းပေမဲ့ရွာထဲကသူတို့အဖေအောက်လန်းကျင့်တယ်လို့ယုံကြည်ထားကြတဲ့အတွက်ရှောင်ဖယ်နေကြပြီးမောင်းထုတ်ကြပါတယ် အိမ်မှာလဲစာရစ်ကိုဦးလေးကအဝေးဖြူနဲ့ထုတ်ပြီးကြိုးတုပ်ထားလိုက်ပါပြီဦးလေးကိုလှုပ်ပေးဖို့တောင်းပန်ပေးမယ်လဲမရပါဘူးဒီယာကိုအကူအညီတောင်းတဲ့အခါမှာဒီယာကလည်းအခန်းထဲကိုပိတ်ထားခံရတာပါဒါပေမဲ့ပြတင်းပေါင်းကနေထွက်ပြီးအပြင်မှာအကူအညီလိုက်ရပါတယ်ယူဒစ်ကလည်းဘလီစီယာရဲ့အိမ်ကို ရောက်သွားပြီးဆီယာကိုခေါ်လာနေရင်လမ်းမှာပဲသူ့အဖေအလောင်းသားမှာတွေ့တဲ့ဘန်းကဘာဘန်းလဲလို့ပြလိုက်တဲ့အခါမှာတော့ဒါကစကားဘန်းဖြစ်ပြီးနာနာဘဝတွေကိုခေါ်ဖို့တုံးတာပါ ီတော့တယောက်ယောက်ကသူတို့အဖေရဲ့အလောင်းကိုတခုခုလုံနေပြီဆိုတာကို သိလိုက်ပြီးအမြန်ပြေးသွားကြပါတယ်တကယ်တော့ဒီအဖြစ်အပျက်တွေအားလုံးကိုလုံနေတာကဦးလေးဆက်ယူပါပဲသူ့ရဲ့သမီးကယောဂနဲ့တည်တော့မှာမို့မတည်အောင်သူကအကိုဖြစ်သူစီကအောက်လန်းကိုလွှဲပြောင်းယူပြီးသမီးကိုကဲတင်ဖို့အကြံနဲ့ပါဒီတော့စကားပန်းကိုတုံးပြီးအကိုဖြစ်သူရဲ့ကိုတဲကအောက်လန်းကိုဆင့်ခေါ်လိုက်တာကြောင့်အလောင်းကသူ့ရဲ့အိမ်ကိုရောက်လာတာပါပဲသူလှုပ်လိုက်တာကြောင့်ပဲအလောင်းကိုမြုပ်နှံလို့မရတယ်လို့ စာရစ်တို့လည်းချောချောကျူကျူနဲ့ချက်ချင်းအမွေဆက်ခံလို့မရခဲ့ကြတာပါဒါမှသူအစီရင်လုပ်ဖို့အချိန်ရအောင်ပါစာရစ်ကအတင်းမြေမြုပ်မဲ့လုံနေလို့အလောင်းကိုသွေးရည်နဲ့ညင်ညမ်းအောင်လုပ်ခဲ့သေးတာပါအရာအလုံးကိုဦးလေးကပဲလှုပ်ဆောင်ခဲ့တာပါပဲဒါတွေကိုပြောပြလိုက်ပြီးစာရစ်ကိုတုတ်ထားက အလောင်းရဲ့လက်ကိုခွဲသူ့ရဲ့လက်ကိုလည်းခွဲပြီးသွေးချင်းထိလိုက်ပါတယ်ယူတေးကလည်းဆရာနဲ့အတူလာနေရင်ရွာသားတွေကအောက်လန်းချင်းနဲ့မိသားစုလိုဆိုကရံပြုတ်ဖို့လာဝိုင်းကြပါတယ် တဖက်မှာလည်းဦးလေးကအမွေဆက်ကန်ထားတဲ့စာရစ်ကိုတက်ပြီးအောက်လန်းကိုယူဖို့လုပ်နေက နားကိုကပ်ရုပ်ဖတ်တာတွေပြုတ်လုလိုက်ပြီးဓာတ်နဲ့ထိုးချလိုက်ပါတယ်။ဒါပေမဲ့စာရစ်ကိုထိခိုက်အောင် လုပ်လို့မရခဲ့ပါဘူး။သူ့ကိုပဲပြန်ထိခိုက်သွားပြီးထိန်းချုပ်ခံလိုက်ရကမိမဖြစ်သူကိုပြန်ပြီးလဲပေးညစ်ပါတော့တယ်။စာရစ်ရဲ့ကိုယ်ထဲကနတ်ဆိုးကလည်းထွက်လာတဲ့အခါမှာတော့ဦးလေးကလည်းဓာတ်ကိုတိလိုက်ပြီးတောင်းပန်ပေမဲ့မရတော့ပါဘူး။သူ့ကိုလေးဘက်ထောက်လှုပ်မရအောင်ပြုတ်လုခံလိုက်ရပါတယ်။ ယူတစ်ကိုရန်ပြုတ်ဖို့ကြိုးစားနေတဲ့ရွာသားတွေကိုလည်းပလီစီယာကတားထားလိုက်ပြီးအားလုံးစိတ်အေးအေးထားကြပြီးပြဿနာပိုကြီးအောင်မလုပ်ကြဖို့နဲ့အတက်နိုင်ဆုံးဗလီမာသွားပြီးတေဆုံးသူအတွက်ဆူတောင်းပေးကြဖို့တိုက်တွန်းလိုက်ပါတယ်ဒီတော့ရွာသားတွေကလည်းဗလီမာသွားပြီးဆူတောင်းနေကြကယူတစ်တို့ကလည်းအိမ်ကိုရောက်လာတော့စာရီရဲ့ကိုယ်ထဲကနတ်ဆိုးကပိုကျန်းတန်းလာပြီးကြည်နေကြတော့မှပဲဦးလေးဖြစ်သူကမိထလောင်အောင်ပြုလုပ်လိုက်တဲ့အပြင်အတော်ကိုလည်းလွင့်ထွက်သွားစေပါတယ် ဗလီစီယာကလည်းဝင်ပြီးထိန်းချုပ်ဖို့ကြိုးစားနေကရော့ပတ်တာတွေပြုတ်လုလိုက်ပြီးဗလီကရွာသားတွေကလည်းတင်ကြီးတညွတ်ထဲဆူတောင်းပေးနေကြပါတယ်။ဆီယာကနတ်ဆိုးကိုနှင်ထုတ်နေချင်းယူတီတိုကဝိုင်းပြီးချုံအောင်ထားတဲ့ကြားကပဲပြန်ပြီးတိုက်ခိုက်နေတာပါ။ဒါပေမဲ့အားလုံးကအပြင်းအထန်ကြိုးစားပြီးနှင်ထုတ်လိုက်နိုင်ကြကစာရစ်လဲကြသွားကဗစက်ထဲကနေသွေးတွေအန်ထုတ်ပစ်လိုက်ပါတယ်။ဒီအချိန်မှာပဲတစ်ဖက်ကအပေဖြစ်သူရဲ့အလောင်းကြီးကထလာပြီး လေပေါ်ကိုမြောက်တက်သွားကစကားတွေပြောလာပါတယ်။မင်းတို့ရဲ့အရှင်မြတ်နဲ့အတူငါလည်းမင်းတို့ကိုဂတိပေးခဲ့တယ်။ဒါပေမဲ့မင်းတို့ငါ့ကိုတစ္ဆာဖောက်ခဲ့တယ်။ငါမှမင်းတို့အပေါ်ဘာအခွင့်အာဏာမှမရှိခဲ့ဘူး။ပြောနေရင်လေပေါ်ကိုမြောက်တက်သွားလို့စာရစ်ကခြေထောက်ကနေဆွဲထားရပါတယ်။နတ်ဆိုးကသူ့မကြည်နတ်တာတွေကိုပြောဆိုနေပြီးငါလည်းမင်းတို့ကိုမကယ်တင်နိုင်တော့ဘူး။မင်းတို့လည်းငါ့ကိုမကယ်နိုင်ဘူး။မင်းတို့တွေအလားရှင်မြတ်နဲ့ပေါင်းဖက်တာကိုညှင်းဆို့တယ်လို့ပြောနေတဲ့အတွက် ဆရာကရုပ်ပတ်စူတောင်းလိုက်ပြီးနှင်ထုတ်လိုက်တာနဲ့အလောင်းကြီးကပြုတ်ကျပြီးငြိမ်းချမ်းသွားခဲ့ပါတယ်။ဒီယာရဲ့အဖေနဲ့အမေကလည်းဆုံးပါသွားရတဲ့အတွက်ငိုကြွေးနေရပါတယ်။နောက်ဆုံးမှာတော့တေဆုံးသူတွေကိုတင်ချိုင်းမှာအေးချမ်းစွာထုံတန်းတွေအတိုင်းမြေမြုပ်လိုက်ကြပြီးဒီယာကလည်းမိဘနှစ်ပါးဆုံးပါသွားတဲ့အတွက်ဝမ်းနဲ့ငိုကြွေးနေကစာရစ်တို့မောင်နှမကနှစ်သိမ့်လိုက်ကြရင်အတူတကွာထွက်ခွာသွားကြပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခမညာ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ